ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အရင်တစ်ခေါက်ကပြောခဲ့တဲ့စလင်းစီသူကြိုထင်းရဲ့မိဖုရားအကြောင်းကိုကျွန်တော်နည်းနည်းပြောပြချင်ပါတယ်သူ့ရဲ့မိဖုရားဘယ်လိုဖြစ်သွားလဲဘယ်ဆက်နွယ်တွေလဲဘယ်သူ့ရဲ့မိခင်ဆိုတာတွေကိုကျွန်တော်ဒီနေ့အနေနဲ့လေးပြောပြချင်ပါတယ်ကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေအားလုံးကတော့ကျွန်တော်ဖတ်ထားတဲ့ကျွန်တော်ဖတ်နေစေလေ့လာနေစေဖြစ်တဲ့သပိုင်းကျမ်းတွေကနေပြီးတော့ထုတ်လုပ်ပြီးတော့ကျွန်တော်ကပြောပြနေခြင်းမဖြစ်ပါလေ ဒီ slice စီသူကျော်ထင်ရဲ့မိဖုရားအကြောင်းကိုလည်း slice စီသူကျော်ထင်အကြောင်းပြောတဲ့အချိန်မှာတခါတည်းထည့်ပြောသွားဖို့ရွေရင်းဖြစ်ပေမဲ့ဗီဒီယိုရမ်းရှည်သွားမှဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်ဗီဒီယိုလေးတစ်ပုဒ်ထပ်လုပ်ပါကြဖြစ်ပါတယ်သူ့ရဲ့အကြောင်းကလည်းနည်းနည်းစိတ်ဝင်စားဖို့ကောင်းပါခင်ဗျာကဲဆက်လိုက်ကြရအောင်ပါအရင်ဗီဒီယိုလေးကိုမကြည့်ရသေးတဲ့သူတွေဆိုရင်အဲ့ဒီဗီဒီယိုလေးကိုအရင်တော့ကြည့်ဖို့မြင်ရရခံနေပါတယ် ဒါပေမဲ့အခုပြောပြမယ် slim city jordan ဆိုတာဘယ်လိုလဲဆိုတာကိုအရင်ဆုံးကျွန်တော်နည်းနည်းလေးရှင်းပြခြင်းပါတယ်။တူအယောဒီမန်ကိုတက္ကီကိုယ့်အစတုံးခုနဲ့မှာစူးစမ်းနေတယ်။အများပတိစီသူအမြေခံမြင်သဘာဝပဲဖြစ်ပါတယ်။တူအယောဒီနန်ကိုမစူးစမ်းရခင်မှာ slim မျိုးစားရတဲ့မျိုးစားတခုဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာသူ့ကိုပြည်ပြင်းအများပတိကသူ့နှမတော်အများပတိမေတော်နဲ့စုံမဲ့ပေးခြင်းကိုခံခဲ့ရပါတယ်။တက္ကီကိုယ့်အလေးခုနဲ့မှာ slim ကိုမင်းတရားတပင်ရှူတီတိုက်ခိုက်တိမ့်ပိုက်ပြီး slim စီသူဂျော်ဒန်ရဲ့မိဖုရားကိုယူဆောင်သွားခဲ့ပါတယ်။ ဒါတော့ဖြစ်ပြသွားတဲ့အဖြစ်အပျက်တွေပါ။ကဲနောက်ဘလို့ဆက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြပြပေးပါမယ်။အရင်ဆုံးအနေနဲ့ Slim City Jordan မြပြရဲ့ဆက်နွယ်လေးတွေကိုနည်းနည်းလေးကြည့်ကြရအောင်ပါ။တကိ829ခုနှစ်မှာအေဝဘီင်းတူပါယွန်ဒိုင်ကာနရပတိမင်းကသူ့ဘသားတော်မင်းမဆောကိုဒရိုမဆောအမိဖြင့်တာယာဝတီကိုစားစီပါလေ။တကိ844ခုနှစ်ရောက်မှာတော့ပြီကိုစားတဲ့သူ့ရဲ့ကိုမင်းကြီးစွာမရှိဘူးကြားလိုက်ရင်တာယာဝတီကနေပြီးတော့ ပြီလာကသူတို့မျိုးစုကပြည်ပြင်းနေနဲ့ပြီးမှနတ်ဆက်ပါတယ်သူ့ရဲ့တာသမီတွေထဲမှာတော့ဘီရင်ထွေးတယောက်ပါပါတယ်အဲ့ဒီဘီရင်ထွေးဟာတကြည့်888ခုနှစ်မှာပြည်ထင်းနှန်းကိုစိုးဆက်ပါတယ်သူ့ရဲ့ဖခင်သူတို့မျိုးစုနိစ္စရောက်လာတဲ့အတွက်သူဟာပြည်ထင်းနှန်းကိုစိုးဆက်ပါတယ်သူ့မိဖုရားကတော့ပါဠိတော်ပြည်ပြင်းမင်းကြီးစွာတမီရွှေစင်ကုန်းမှာသူတို့ကနေပြီးတော့ပြည်ပြင်းနေရပတိညီမတော်နေရပတိမေတော်တို့ဖွားမြင်ပါတယ်ညီမတော်နေရပတိမေတော်ရဲ့ ပထမဆုံးမြောက်သားတော်ကတော့ပြည်ပြင်းမင်းစွာရဲ့သားတော်မင်းရဲ့တက္ကသူရဲ့သားမင်းပါစောပါဒီလိုနဲ့တက္ကသီ194ခုနှစ်မှာတော့ရင်ထွေးဒိဆာရတဲ့အတွက်ကြောင့်မို့သူ့ဤသားတော်နေရပတိနန်းတက်ပါလေသူနန်းတက်ပြီးတနည်းလောက်ရှိတဲ့အခါမှာပဲသူ့ရဲ့ရောက်ဖတော်မင်းမင်းစောကိုမယုံတင်ကြတဲ့အတွက်ကြောင့်မို့ပို့လေရက်မှာကွက်မြက်ခါသူ့ရဲ့နှမတော်ကိုပြန်လဲခေါ်ဆောင်လာပါလေအဲ့တော့နောက်ထပ်တနည်းကြတဲ့အခါမှာတော့သူ့နှမတော်နေရပတိမေတော်ကို စလင်းစားစီသူကျော်ရှင်နဲ့ဆုံမဲ့စီပါတယ်အဲ့ဒါကတကြည့်196ခုနှစ်လောက်မှာပါဇာတော်ဘုရားရှင်ကျမ်းရအဲ့လိုမြတ်ပတိမေတော်နဲ့ဆုံမဲ့တဲ့အချိန်မှာစလင်းစီသူကျော်ရှင်ရဲ့အသက်က53နှစ်လောက်ရှိပါပြီအဲ့ဒီစလင်းစီသူကျော်ရှင်ရဲ့ဘီဗျာကအရင်မင်းစောနဲ့ရောစလင်းစီသူကျော်ရှင်နဲ့ပါသတ်သမီးထွန်းကားတယ်လို့ရာဇဝင်ကျမ်းနေမှာမဆိုထားပါဘူးတကယ့်905ခုနှစ်ရောက်မှာတော့တပည့်ရွှေတိရာ စလင်းကိုတက်ခက်သိမ့်ပိုက်ပြီးရတဲ့အတွက်စလင်းစီသူကျော်ထင်းရဲ့မိဖုရားကိုဟန်တာဝရီတို့ခေါ်ဆောင်သွားပါတယ်စလင်းစီသူကျော်ထင်းနဲ့ကကိုင်းလောက်တာပေါင်းသိမ့်လိုက်ရတာပါဒီလိုနဲ့တက္ကီ900ခုနှစ်ရောက်မှာတော့မင်းတရားရွှေကြီးကဘင်းတော်ရဲ့ညီတော်နနယောတာနဲ့ပြည်ပြင်းဘင်းထွေးသမီးတော်စလင်းစီသူကျော်ထင်းရဲ့မိဖုရားဟောင်းနဲ့လက်ဆက်ပြီးပါတယ် ။ပြင်းတော်ရဲ့ညီတော်နနာရော်တာဟာတကိ92ခုနှစ်မှာ ပြင်းတော်တောင်ငူလူတော်ပြစ်ပြီးပိတ်သိက်ခံတဲ့အခါမှာသရိုးသမယာစာဘွဲမြင့်ချီးမြှင့်ခြင်းခံရပါလေ။အဲ့နောက်ပြည်ကိုတင်ပတ်ရရှိတဲ့အခါမှာတော့ပြည်ကိုပြင်ခံနေနဲ့အုပ်ချုပ်စီပါလေ။ဒါကြောင့်သရိုးသမယာစာဟာပြည်ပြင်းပြစ်သွားပါလေ။အဲ့လိုအကြောင်းပဲစလင်းစီသူကျော်ထင်ရဲ့မိဖုရားဟောင်းပြည်ပြင်းဘရင်ထွေးရဲ့သမီးတော်ဟာလည်းပြည်ပြင်းရဲ့မိဖုရားဖြစ်သွားပါလေ။အဲ့ဒီပြည်ပြင်းသရိုးသမယာစာနဲ့ သူ့ရဲ့မိဖုရားမှာတသမီနှစ်ဦးထွန်းခါပါတယ်။နာမည်တွေကတော့စီမရှင်မေရိုနဲ့မင်းဒီယာမေရိုလိုပဲဖြစ်ပါတယ်။စီမရှင်မေရိုကတော့ပြင်းတော်မီဒီယာကြီးရဲ့သားတော်ဇိမေပြင်းနဲ့မင်းဒီယာကြီးကိုယ်တိုင်လက်ထပ်ထင်မြပေးခဲ့ပါတယ်။မင်းဒီယာမေရိုကတော့နနပြင်းရဲ့မိဖုရားတစ်ပါးဖြစ်ပါတယ်။မင်းဒီယာမေရိုမှာတော့တသမီထွန်းခါခြင်းမရှိပါဘူး။စီမရှင်မေရိုကတော့သူ့ရဲ့ခင်မွန်းဇိမေသာဇိမေပြင်းဇိမေဦးချီရင်သူ့လောင်းတောင်မှာတောက်ရပါဖောက်မြင်တဲ့အတွက်ကြောင့်မို့ အဲ့ဒီမင်းသားကိုသူလောင်းမင်းသားလို့အမိတွင်စီခဲ့ပါတယ်အဲ့ဒါကတက္ကသိုလ်942ခုနှစ်မှာပါတက္ကသိုလ်958ခုနှစ်ရောက်မှာတော့နနာပြင်ကသူ့ရဲ့လက်အောက်ခံဘီရင်တွေကိုမယုံတဲ့အတွက်ဇိမေပြင်ထံကိုလည်းမင်းသားသူလောင်းတဲ့စပြုတ်ချက်တည်းအစီအကိုတောင်းတဲ့အတွက်ဇိမေပြင်ဟာပုံကန်ခြားနာပါတော့တယ်အဲ့ဒီဇိမေပြင်ရဲ့ဘီဗျာမာကတသမိလေးဦးထွန်ကပါတယ်တမိတော်ရဲ့အမိကဘီရင်နမတော်ဖြစ်ပြီးတားတော်သူလောင်းညီတော်မင်းရဲ့ဒိဗ္ဗညီတော်သူတို့ကျော်လိုပဲဖြစ်ပါတယ် တမိတော်ကြီးဘင်းသမတော်ကိုဂျူရီယာမင်းနဲ့ဆုံမဲ့စီပြီးမိဖုရားမြောက်ချင်းခံရပါတယ်။မင်းသားသူလောင်းကလည်းဂျူရီယာမင်းသမီးနဲ့ဆုံမဲ့ခါဂျူရာပြည်မှာအရှိစံအဖြစ်နေရပါတယ်။အဲ့လိုနဲ့ဇမဲ့ပြင်ကွယ်လုံးတဲ့ခါမှာမူမက်တီကမင်းသားသူလောင်းကိုပြင့်ချတဲ့အတွက်မင်းသားသူလောင်းကနောက်လည်းလောက်ပါအချွေရန်အလုံးရင်းနဲ့ဇိမဲကိုချီလာပါတယ်။ဒါပေမဲ့ဇိမဲကိုမြောက်ခင်မှာပဲမူမက်တီကတမျိုးကြံပြီးညီတော်မင်းရဲ့တိပ္ပကိုနက်နေလိုက်ကြပါတယ်။အဲ့လိုနဲ့နေရင်မင်းသားသူလောင်းက ချက်တစ်ပြုတ်နာကအနိစာရောက်တဲ့အတွက်သူ့နဲ့ပါလာရင်ဖြစ်တဲ့ယူရီးယားအလုံးရင်းနေရာယူရီးယားကိုပြန်သွားကြပါတယ်။တိတ်မကြခင်ဇိမဲမတ်တို့ကလည်းမြေရိပောက်ကိုရဟန်းပြုစေပြီးတော့ညီတော်သရိုးကျော်ကိုနတ်နေလိုက်ကြပါတယ်။ဒီအကြောင်းလေးကိုကြားတဲ့အင်းဝပြင်းနောက်ဖက်လွန်မင်းကတကိ986ခုနှစ်မှာဇိမဲသူမုတ်တမကနေပြီးခြစ်တက်ပါတယ်။ခြစ်တက်ပြီးဇိမဲကိုဝိုင်းရံထားစဉ်သရိုးကျော်လွန်မီဟုဆိုကမူမတ်တို့က ဇယူကြည်ဒီစီနေတကွမင်းခမ်းမင်းသားတို့ကိုဆက်တာကြပါတယ်။အဲ့လိုနဲ့ဟန်တာရီပြည့်ရှင်စီရှင်မေတ္တာကြီးရဲ့သားတော်ဇင်းမဲ့ပြင်းနဲ့ဇင်းမဲ့မိဖုရားတို့ရဲ့မျိုးဆက်ဟာအမှားတွေပဲပြတ်သွားပါတယ်။အဲ့ဒီကမှတားတော်သူတို့ကြောတယောက်ကပဲတတတသုံးယောက်တမိသုံးယောက်ထွန်းကားတယ်လို့ဆိုပါတယ်။ဒါကတော့ပြည်ပြင်ထွေးရဲ့တမိတော်နရပတိမေတော်လို့အမည်ရတဲ့စလင်းစီသူကြောထင်ရဲ့မိဖုရားဟောင်းအဆက်အနွယ်တွေကဒီမှာတွင်ပဲအဆုံးတက်ပါတယ်။ဒါကတော့ စလင်းစီသူကျော်ထင်းရဲ့မိဖုရားရဲ့အဆက်အသွယ်တွေဟာအင်းဝဘီရင်ရဲ့အဆက်အသွယ်တွေဖြစ်ပြီးတော့သူ့ရဲ့တမီးတော်တပါးကဇင်းမဲ့ဘီရင်နဲ့အကြောင်းပါကဇင်းမဲ့ကိုမှသွားပြီးမိဖုရားအနေနဲ့စံစားကသူ့ရဲ့သားသမီးတွေဟာဆိုရင်လေဇင်းမဲ့ဘီရင်တွေဖြစ်ကြပြီးတော့နောက်ဆုံးအနောက်ဖက်လွန်ပြင်တိုက်ခိုက်သိမ်းပတ်တဲ့အခါမှာအကုန်လုံးကိုသူ့ရဲ့အဆက်အသွယ်တွေအကုန်လုံးကိုပြန်လဲသိမ်းယူခဲ့တယ်လို့ဆိုပါတယ်အဲ့ထက်မှမထင်မရှားတအားတော်သူတို့ကျော်ရဲ့တအား၃ယောက်တမီးတော်ထဲမှာတမီးတယောက်ဟာဆိုရင် ဒီဘက်ကအဆက်နွယ်တကူရဲ့ပြပြတပါလေဖြစ်တော့ဖြစ်ပါသေးတယ်။ဒါပေမဲ့တိတ်တော့မတင်ရှားပါဘူး။ဒါလို့ဆိုရင်သူတို့ရဲ့အဲအနွယ်တော်အနေနဲ့ပဲနောက်ပိုင်းမှာတိတ်ပြုတ်သွားခဲ့ပါတယ်။ဒါတော့ဇလင်းစီသူကျော်ထင်းရဲ့မိဖုရားလက်ဖြစ်တဲ့ဘင်ထွေးရဲ့သမီးတော်နေရပတိမေတော်ရဲ့အကြောင်းကိုကျွန်တော်ကတိတိလောက်လေးညွှန်ပြပေးကြည့်ဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။